မတရားနေ့အစီအစဉ်အားနေဒီကနေ့အော်တိုဘားလ28ရက်နေ့မှာမွေးနေ့ပြမြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုအမတရားနေ့အစီအစဉ်အားနေပြီးတော့ထုံတွင်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ရှင်။အမတရားနေ့အစီအစဉ်အားနေပြမောင်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ ချောင်းမျိုးကမောင်လေးဟိန်ထိုက်ဆောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့စကုနှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။မောင်လေးဟိန်ထိုက်ဆောင်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ဘိုးကလေးမျိုးမှနေတဲ့အကိုဖြိုးမင်းပိုင်ကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါရယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ Happy Birthday ပါညီလေးရင်မွေးနေ့မှပျော်ရွှင်ပါစေ။ရည်ရွယ်ထားတဲ့စိတ်ကူးအိမ်မက်တွေနဲ့အကောင့်ထည့်ဖို့နိုင်ပါစေ။ချစ်ရသူနဲ့လည်းဘဝခီးကိုတဲ့အမြန်ဆုံးရှောင်းနှန်းနိုင်ပါစေဆိုပြီး မွေးနေ့ဆုမွန်စကားလေးတောင်းစုချွေပေးထားပါတယ်ရှင်။ဆက်လက်ပြီးတော့ဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့မန္တလေးမှာနေတဲ့မောင်လေးခိုင်မြဲဟင်းရဲ့ဒီနေ့မှပြင်ပြောက်တဲ့18နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းစုလာတာဖြစ်ပါတယ်။မောင်လေးခိုင်မြဲဟင်းရဲ့ဒီနေ့မှပြင်ပြောက်တဲ့မွေးနေ့အတွက်ကိုတော့ချီးရတဲ့မိသားစုတွေအားလုံးကပအဝင်တောင်းစုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်ပြောက်တဲ့ချောင်းမျိုးကမောင်လေးဟင်းထိုင်စုံ မန္တလေးမှာနေတဲ့မောင်လေးခိုင်မြဲဟိန်းတို့ရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေ့အစီအစဉ်အနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်ရှင်။ဒီနေ့မွေးနေ့ရက်မြက်လေးမှာတာယာပျော်ရွှင်ပါစေ။မိဘကိုအလုပ်ကျွေးပြုနိုင်တဲ့တားလိမ့်မလေးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးလိုက်ပါတယ်ရှင်။ အမတရနီအစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့အမရပူရကသမီးလေးချယ်ရီကျူးရဲ့ဒီနေ့မှပြင်မြောက်တဲ့၁၂နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။သမီးလေးချယ်ရီကျူးရဲ့ဒီနေ့မှပြင်မြောက်တဲ့မွေးနေ့အတွက်ကိုတော့အမရပူရမှနေတဲ့ဖေဖေဦးအောင်ထွန်းဦး၊မေမေတော်တန်တန်ဦး၊မမမိုးမြင်းချက်မှနေတဲ့မမမိုးနဲ့မမငိန်တို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်မြောက်တဲ့မွေးနေ့ရှင်သမီးလေးချယ်ရီကျူးအတွက်ကို မွေးနေ့ဆုမွန်စကားလေးရတော့သမီးလေးမွေးနေ့မှာပျော်ရွှင်ပါစေမိဘအားကိုးရတဲ့သမီးကောင်းရည်တနာလေးဖြစ်ပါစေဆိုပြီးဖဖေမမေတို့ကမွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးထားပါတယ်ရှင်ဒီနေ့မှမွေးနေ့ပြည့်မြောက်တဲ့အမရပူရာကသမီးလေးချယ်ရီဂျူးရဲ့မွေးနေ့အကြောကိုတစင်ဖန်မိသားစုတွေကလည်းမွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါတယ်ရှင် Happy Birthday ပါသမီးလေးရေမိသားစုအပေါ်မှာလည်းတည်ထက်နားလဲပြီးတော့အလုပ်ကျွေးပြုနိုင်ပါစေအနာဂတ်မှာထုံနေတောက်ပမဲ့ကျေပွင့်လေးဖြစ်ပါစေလို့ ငွေနဲ့စုမုံကောင်းလေးတောင်စုပြုပေးလိုက်ပါရနော်။အမတရားနေ့အစည်းအဝေးမှာမွေးနေ့ရှင်တွေအတွက်ပန်းဝေတောင်စုပေးထားတာတွေကိုထုံးနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်စုပေးထားတာတွေကိုထုံးနေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Twinkle light ဒီနေ့ပါနေလေချစ်ချင်း ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှင်တို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်စုလာတဲ့ပရိသတ်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းကမလှရီပဲဖြစ်ပါရယ်။သူကတော့ရှမ်းပြည်နယ်တောင်ပိုင်းကဦးထုံးနိုင်နဲ့ဒေါ်ထွေးနိုင်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့ငါးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်အတွက်ကိုပအဝင်တောင်စုပေးထားတာဖြစ်ပါရယ်။မင်္ဂလာဇနီးမောင်နှင်အတွက်စကားလက်ဆောင်လေးရတော့ရတုအဆက်ဆက်နှစ်ပတ်လည်အတိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်လေးပေးထားပါရယ်ရှင်။ ီနေ့မှနှစ်ပတ်လည်ပြည်မြောက်ကြတဲ့မင်္ဂလာဇနီးမောင်နှံတွေအားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရက်နေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းတော်သမ ्या အခက်ခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြေရှင်းနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်ပရိသတ်တွေအားလုံးအခုနာဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးတွင်တင်ဆက်ပေးနေရပါပဲဖြစ်ပါတယ်။ တစင်ဖန်ပရိသတ်တွေအလုံးကအမတ်တရားနေ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေ့မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနံပါ3933639163နဲ့3998993999တို့မှာ3ရက်ကြိုတင်ပြီးတော့ပါဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အပိတ်ခဲကြတဲ့တစင်ဖန်ပရိသတ်များအားလုံးပဲ တာယာပြိုရွှင်မွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။